မင်္ဂလာပါရှင်တင်းတင်းသာဟီတည်င်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကိုဒိုဝဲဝက်အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်တည်င်းတွေကတော့အလှလို့ဖို့ဆန်လေးအိတ်ဝင်လာတဲ့ဘန်လမုတ်ဒေတာခန့်ကို PDF ထောက်ဖို့ဆိုပြီးစစ်ကောင်စီဖမ်းဆီးတဲ့တည်င်းမြေဖက်ကနေတင်းတင်းသာဟီကိုရိတ်ခါလာပို့တဲ့စစ်ကောင်စီရင်တန်းကိုတရက်အတွင်းနှစ်ကြိမ်တိုက်ခိုက်တဲ့အခြေအနေ ဆေးရုံပိတ်ခံထားရတာကိုမသိပဲရစ်ချင်းလာပြတဲ့ကိုဝန်ဆောင်တဦးအေးဘော်ကားဘော်ကလေးမွေးတဲ့အကြောင်းတကူကြီးရအုပ်စုမှာတောခုတ်လုတ်သားရှားနေတဲ့အတွက်ဆေးရုံငွေကြိုထုတ်ပေးနေရတဲ့အခြေအနေတဝဲထောင်မှာထောင်ဝင်ဆောင်ပုတ်ပစ္စည်းတွေကို X-ray ဆက်နဲ့စတင်စစ်ဆေးတဲ့အကြောင်းစတဲ့သတင်းတွေကိုနားဆင်ရမှာပါရှင် အလှလှုပ်ဖို့မြင်းမျိုးကနေစံအိတ်တွေဝယ်လာတဲ့တနင်္သာရီမျိုးနဲ့ဘန်လမို့ရွာဒေသခံတအူးကို PDF ထောက်ပို့လို့ဆွဆွဲပြီးစစ်ကောင်စီကဖမ်းဆီးခဲ့ပါဗျ။မက်ရှလ28ရက်နေ့ကကားပေါ်စံလေးအိတ်တင်စားလာချင်းမြင်းမျိုးနယ်ထဲမှာရှိတဲ့ကျင်းနံတိုင်တရားစစ်စီရေးဂိတ်မှာစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တာပါ။ အသက်29နှစ်ဝန်းကျင်အရွယ်ကိုနိုင်လင်းဟာဇဝဲရွာဖျားပွဲမှာအလူလုပ်ဖို့ဆန်အိတ်အပါအဝင်ပစ္စည်းဝယ်ပြီးအပြန်ဆန်လေးအိတ်ပါရဲဆိုတဲ့အကြောင်းပြချက်နဲ့စစ်ကောင်စီကဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။လက်ရှိမှာကိုနိုင်လင်းကိုစစ်ပတ်ရေးရာလုံခြုံရေးတပ်ဖွဲ့ဆရာဖယုံမှဖမ်းဆီးထားပြီးစစ်ကြောရေးမှထောက်ပို့ပါဆိုပြီးဝန်ခံတဲ့အထိနှိမ့်ဆက်ခဲ့လို့နောက်ဆုံးဝန်ခံခဲ့ရတယ်လို့ပြောပါတယ်။ ဒါပေမဲ့အဲ့ဒီပြောဆိုချက်နဲ့ပတ်သက်ပြီးဒိုဝဲဝက်အနေနဲ့တိကျအတိမပြုတ်နိုင်သေးပါဘူး။မြမျိုးနယ်ထဲကကျင်းနန်းတန်တတာစစ်စေးရေးဂိမ်းမှာတနင်္သာရီမျိုးနယ်ဖက်သွားမဲ့ကောကားတွေကိုစက်တိုက်ဖမ်းဆီးနေတာလည်းဖြစ်ပါတယ်။မြမျိုးဖက်ကနေတနင်္သာရီဖက်ကိုရိတ်ခေါ်ပို့ပြီးပြန်လာတဲ့စစ်ကောင်စီရင်တန်းကိုတော်လှန်ရေးတပ်တွေကတရက်အတွင်းနှစ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ မတ်လ29ရက်နေ့မနက်ပိုင်းမှာတနင်္သာရီမြို့နယ်ထဲမှာရှိတဲ့စစ်ကောင်စီတပ်ရင်းတွေကိုရေခေါပို့ဖို့မြေဖက်ကလာတဲ့ကားလေးစီးပါရင်တန်းကိုရန်ဖို့ရောင်းမှာဆောင်းဆိုင်တိုက်ခိုက်ခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေကဆိုပါတယ်။အဲ့ဒီစစ်ကောင်စီရင်တန်းဟာခမရ956တပ်ရင်းအမှတ်306အမြောက်တပ်နဲ့ခမရ959တပ်တွေကိုရေခါလာဖြည့်တဲ့ကားတွေလို့ဆိုပါတယ်။ စကောင်စီကားလေးစီးဟာတနင်္လာရီမြို့နယ်ကတပ်တွေကိုရေခောက်ပို့ပြီးအပြန်မနက်7:00နာရီဝန်းကျင်မှာပထမအကြိမ်တိုက်ခိုက်တဲ့နေရာမှာပဲတော်လှန်ရေးတပ်တွေကထပ်ပြီးတိုက်ခိုက်ခဲ့ပါတယ်။အဲဒီစကောင်စီတပ်ရင်တန်းကိုရန်ဖို့ရကမ်ပါနာမှာဘူခရင်တပ်ဖွဲ့နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တာပါ။ ိုက်ပွဲမဖြစ်ခင်ကလည်းဇဝဲရွာအခြေဆိုင်ခမရ956ကလမ်းကင်းတွေချထားသလိုစစ်ကောင်စီရဲ့အမှတ်306အမြောက်တပ်ကလည်းလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။တနင်္လာရီမြို့နယ်ထဲကရန်ဖို့ရွာမှာတိုက်ပွဲရက်ဆက်ဖြစ်နေလို့ဒေသခံတွေရွာလုံးကျစစ်ဆောင်နေကြရပါတယ်။ ဒဝဲမှာပုဂ္ဂလိကဆေးရုံအချို့ပိတ်ခံထားရခြင်းရချင်းလာပြတဲ့ကိုဝန်ဆောင်အမျိုးသမီးတူမက်လ31ရက်နေ့မနေ့စောစောမှာအရေးပေါ်ကားပေါ်ကလေးမွေးဖွားသွားတယ်လို့ရင်ခုန်တန်သွေးနဲ့အရေးပေါ်ကဆေးရေးအဖွဲ့အစည်းကသိရပါဗယ်။ကိုဝန်ဆောင်အမျိုးသမီးဟာရေဖူမျိုးနဲ့နဘူးလယ်ဒေသဘဝကြီးရွာသားတိဖြစ်ပြီးမယ်ဒီလန်ဆေးရုံမှာကိုဝန်ပြဖို့ဒဝဲကိုရောက်လာတာလို့ဆိုပါဗယ်။ တဝယ်ရလာချိန်မှာမယ်ရီလန်ဆေးရုံအပိတ်ခံထားရတဲ့အတွက်တခြားဆေးရုံတီရုံကိုပြောင်းပြဖို့အင်ရှိပင်ရက်ကော့ကတဲခုခမ်းမှာညအိတ်လိုက်ရတာပါမနေ့3နာရီလောက်မှာတော့အဲ့ဒီကွန်ဆောင်အမျိုးသမီးဟာဘိုင်းနာလာလို့တဝယ်ဆေးရုံကြီးကိုပို့ဆောင်ချိန်အရေးပေါ်ကားပေါ်ကလေးထွက်လာတဲ့အတွက်ရင်ခုန်တန်အရေးပေါ်အဖွဲ့ရဲ့စစ်တနဝန်ထမ်းတွေကကနအူးပြုစုပြီးတဝယ်ဆေးရုံကြီးကိုပို့ဆောင်ပေးလိုက်ရတယ်လို့ဆိုပါတယ် စစ်ကောင်စီဟာဒဝယ်မြို့မှာရှိတဲ့ပုဂ္ဂလိကဆေးရုံ၃ရုံဖြစ်တဲ့ Maryland ဆေးရုံ၊ AC ရုံ၊ Sarawak ဆေးရုံတွေကို Matchla တရက်နေ့ကစပြီးစေကူတောက်ခွင့်ပိတ်ထားလို့ဒဝယ်ပြည်သူဆေးရုံကြီးနဲ့ကြံပုဂ္ဂလိကဆေးရုံ၂ရုံမှာပုံမှန်ထက်လူနာရီများပြားနေပါတယ်။တနင်္လာရီမျိုးနဲ့တကူကျေးရွာအုပ်စုကရွာတွေမှာတောခုံလို့တမရှားနေတဲ့အတွက်ဆင်ယံငွေကြိုးထုတ်ပေးပြီးငှားရမ်းနေရပါတယ်။ အဲ့ဒီဒေတာမှာပြီးခဲ့တဲ့နှစ်ကစလို့တော့ခုတ်လို့တမရှာနေပြီးအခုနှစ်မှာစည်ရငွေကြိုတင်ထုတ်ပေးပြီးငှားရမ်းနေရတယ်လို့ဒေတာခန်တောင်းသူတွေကဆိုပါတယ်။တခုကျေးရွာအုပ်စုကဥယျာဉ်တွေမှာကွန်တီပင်ကိုအဓိကစိုက်ပြီးငပြိုးပင်နဲ့အုံးပင်အနေငယ်ကိုလည်းစိုက်ပြုထားကြပါတယ်။ပြီးခဲ့တဲ့နှစ်ကမြခုတ်ဆက်နဲ့တော့ခုတ်သူတို့ကိုနေစားခတရက်ချက်တပေါင်းခွဲရှိရာကနေအခုနှစ်မှာချက်နှစ်တောင်းအထိဈေးပေါက်နေတယ်လို့ဒေတာခန်တွေစီကသိရပါတယ်။ ဒါအပြင်ကွန်ဗန်အရင်မှာဓာတ်နဲ့မျက်ရှင်းသူတူအုပ်ကိုနေစားက12000ကျပ်ကနေ15000ကျပ်အထိဈေးပေါင်နေပါဗျ။ဦးရင်ချံအကျယ်ဝန်ပေါ်မူတည်ပြီးအလုသမာတူကိုကျက်နှစ်သိန်းအထိကြိုတင်ထုတ်ပေးထားရတယ်လို့တောင်သူတချို့ကပြောပါတယ်။ရွာနဲ့ဝေးတဲ့နယ်ဝေးမှာခဲလုတ်သားအဖြစ်သွားရလုတ်ကိုင်းတာနဲ့နိုင်ငံခြားကိုသွားအလုလုတ်တဲ့သူများလာတာကြောင့်တောခုတ်တဲ့အလုသမာရှားပါလာတာလို့ဆိုပါတယ်။ ဇဝဲရွာကနေမြင်းမြို့ကိုသွားတဲ့လမ်းပိုင်းကိုစစ်ကောင်စီတပ်သားတွေကမြေတူးဆက်တွေနဲ့ဖျက်ဆီးဖျက်တောက်ထားတဲ့အတွက်ရာသီပေါ်သီးနှံတွေတင်ပို့ခွင့်မရဘဲရတဲ့ဈေးနဲ့ရောင်းချခဲ့ရတယ်လို့ဆိုပါတယ်တဝယ်အချင်းထောင်မှာမိသားစုတွေကနေအချင်းသားတွေစီပို့တဲ့ထောင်ဝင်စားပစ္စည်းတွေကို X-ray လို့ခေါ်တဲ့ပုံရိပ်ဖမ်းဆက်နဲ့ဖြတ်တန်းစစ်ဆေးပြီးမှပဲခွင့်ပြုတော့တယ်လို့ထောင်ဝင်စားသွားပို့တဲ့အချင်းသားမိသားစုတွေစီကသိရပါဗျ။ ပြီးခဲ့တဲ့အပတ်ကထောင်ဝန်ထမ်းတွေကို X-ray ဆက်အသုံးပြုနေတင်တန်းပေးခဲ့ပြီး match လ28ရက်နေ့ကစပြီးအသုံးပြုနိုင်ဖို့စီစဉ်ထားတယ်လို့ဒဝယ်အကျဉ်းထောင်နယ်နှိဆက်သူတဦးကဆိုပါတယ် X-ray ဆက်နဲ့စစ်ဆေးတယ်ဆိုပေမဲ့ဆက်အသုံးပြုတဲ့ဝန်ထမ်းတွေကြမ်းကျင်မှုအားနည်းလို့ကြမ်းကြမ်းမှုရှိတယ်လို့ထောင်ဝန်စာပို့သူတွေစီကသိရပါဗျ။ဒါကြောင့် X-ray ဆက်မှာအစစ်ဆေးခံဖို့လူတန်းရှိကြီးတန်းစီဆောင်နေရတယ်လို့ဆိုပါဗျ။ အဲ့ဒီ H reset ကိုထောင်အဝင်ပေါက်ဘန်ဖက်ချမ်းမှာကွန်ကရစ်အဆောက်အုံငယ်တစ်ခုဆောက်ပြီးထားရတယ်လို့မြင့်မြင့်တွေ့ရသူတွေကပြောပါတယ်အဆောက်အုံဆောက်လုပ်ချိန်မှာလည်းအကျဉ်းသားမိသားစုတွေစီကငွေကြေးအလှခံတာရှိခဲ့တယ်လို့အကျဉ်းသားမိသားစုတွေစီကသိရပါဗျ။အခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါရရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ ဒိုဝဲဝက်ဝိုင်းတော်သားတွေကစုမုံကောင်းတောင်းအပ်ပါရဲ့ရှင်